ထိုင်းရွှေကဒီနေ့မှလည်း200ထပ်ပြီးတော့ကြပါတယ်ထိုင်းရွှေကိုဒီနေ့သွားဝယ်မယ်ဆိုရင်တော့အချာစင်းနဲ့ပဲဝယ်ရမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနေကြပါစေနေ့29ရက်နေ့6လပိုင်း2020နဲ့5ခုနှစ်မနက်ပိုင်းထိုင်းရွှေဈေးက200ကြပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခေဈေးဆိုင်ကရောင်းတဲ့ဈေးက9100ဆိုင်ကလက်ခံတဲ့ဈေးက9100လက်ဝယ်ရတဲ့ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9900ကမ္ဘာရွှေတောင်းစားကိုဒေါ်လာ3320နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ် ဒေါ်လာကိုထိုင်းမှန်ငွေ30နှစ်တသမာ9နှစ်နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။60ကျောင်းတသမာ900ကျိန်းလို့ရှိတဲ့ထိုင်းရွှေကဲကဘန်ကောက်ထဲမှာလက်ခဏာ100ရှိပါတယ်။လက်ခဏာ BSC ထိုင်းရွှေကဲတစ်ပတ်သားကို9300နဲ့ဒီနေ့မှပေါက်ဈေးရှိနေပါတယ်။ ဆိုင်ကလက်ခံတဲ့ဈေးကရခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9000နဲ့ပြန်ပြီးတော့လက်ခံပါပါ။ထိုင်းရွှေလက်ဝယ်ရနာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000တိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ထိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုဒီနေ့ပြန်ရောင်းမယ်ဆိုရင်ဆိုင်ကလက်ခံတဲ့ဈေးက9000ရခိုင်နှုန်းဖြစ်ပြီးတဲ့ပြင်ကို48400ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။69ဒသမ99ရှိတဲ့ရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက3494ဘတ်ဆိုင်ကလက်ခံတဲ့ဈေးက3480တဘတ် လက်ရှိမှာထိုင်းရွှေစည်းတွေကကျနေတဲ့ဖြစ်တဲ့အတွက်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်အခဲကိုပဲဝယ်ဆိုတတ်ကြပါလို့ကြံပြူချင်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်လက်ခဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်က205ပတ်သားထိဝယ်မယ်ဆိုရင်လက်ကအကုန်ကျမရှိပါဘူး။ထိုင်းရွှေစည်းငွေစည်းတွေကိုမြန်တန်တင်ပေးပါတယ်။ထိုင်းရွှေစည်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးမေးစိတ်ချင်တာချင်းကိုကြမ်းမာခြင်းနဲ့ပြေဆုံးပြီးအန်ရဲ့ကင်းလို့ပြီးရှင်းနိုင်ကြပါစေ။